ကျွန်တော်တို့ခုနကသားသမီးစုပေါင်းပြီးတော့လှူတဲ့အလှူကိုကျွန်တော်တို့ကအကျိုးဆောင်ပေးတဲ့နေရာမှာအာဒီတိုင်းပဲပေါ့နော်ဝေငှပေးလိုက်တာမျိုးမဟုတ်ဘဲနဲ့အာဘယ်သူတွေထိခိုက်လဲဆိုတာတွေကိုတေချာမေးပြတယ်မေးပြတဲ့အခါမှာကျွန်တော်တို့အားပေးစကားတွေပြောပြတယ်ပေါ့နော်အဲဆိုဆိုဆိုရင်အရင်ဆုံးမေးပြတာက အပစ္စည်းတစ်ခုပေးတော့မယ်ဆိုအမမဒါကတော့ရန်ကုန်ကလာတာပါတို့တို့ခုနှစ်သားသမီးရဲ့အလူဒါနာတွေစုပေါင်းပြီးတော့တို့တို့လာအကျိုးဆောင်ပေးတာပါဗောနော်အဲ့ခါကျတော့အဒါမမတို့အိမ်မှာရောအတ္တိတို့အိမ်မှာရောထိခိုက်မှုရှိသေးလားဗောနော်အဲ့ဆိုတော့ထိသွားတယ်ဘသူကတော့ဆုံးပါသွားတယ်အတ္တိတို့ကတော့လွတ်တယ်ဗောနော်အာជីជីရဲ့အရန်ကန်ကောင်းလိုက်တာဗောနော် အာဒါဘွားမှာဘာပဲဖြစ်ဖြစ်ဖြစ်သွားတဲ့ဘေးအိမ်တွေအတွက်စိတ်မကောင်းဘူးဆိုတာတော့မှပဲជីជីဒါကန်ကောင်းမှုလေးတခုပဲเนาะဆုံးရှုံးသွားတာကတော့ပြန်ရှာလို့ရပါတယ်အာတင်းထားပါတော့ဗောနော်အဲဆုံးမသွားတယ်ဆိုတဲ့အခါကျတော့လေသူတို့ကအာသူတို့တေချာကြည့်ပြီးတော့ជីជីဒါကျန်ခဲ့တဲ့ဥမာဗောဟိုဥလေးကျန်ခဲ့ရဆိုလဲအာဥကအရင်ကန်ကောင်းတာပဲเนาะ ဆုံးမသွားတဲ့သူအတွက်တော့စိတ်မကောင်းဘူး။ဦးကအလူတန်းတွေပြုတ်ပေးလို့ရတယ်။ဦးတို့နှစ်ယောက်လုံးသာဖြစ်သွားခဲ့မယ်ဆိုရင်ဘယ်သူကအလူတန်းတွေလုပ်ပေးမှာလဲပေါ့နော်။အဲအဲ့လိုမျိုးလေးတွေသူတို့ရဲ့ဖြစ်တည်လာတဲ့ပုံမှာမူတည်ပြီးတော့သူတို့ကမူတည်ပေးရတာပေါ့နော်။ တော်တို့စသွားတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ကဒီအာဟာရဒါနဖြစ်ထမင်းကျွေးမယ်ပေါ့နော်ဒါထမင်းပူးလေးတွေကျွန်တော်တို့စီစဉ်ပြီးတော့လူတန်းမယ်ဆိုပြီးစဉ်းစားတဲ့အချိန်မှာ traffic တွေအရင်ဖြစ်တာတကြောင်ပေါ့နော်ထမင်းပူးကလည်းဝေတဲ့လူတွေများတယ်ပေါ့နော်ထမင်းပူးများကြတဲ့အခါကျတော့ကျွန်တော်တို့သွားတဲ့ plan ကိုချိန်ပြီးတော့ဟိုရောက်တော့မှပစ္စည်းထပ်ဝယ်ရတယ်အာဆန်နေပေါ့နော်လိုအပ်တဲ့ပစ္စည်းတွေထပ်ဝယ်ပြီးတော့တို့တို့ကအာကိုတိုင်းကိုကြ ါတနတ်စာဖြစ်ဖြစ်နနတ်စာဖြစ်ဖြစ်ပေါ့နော်ကိုရင်ကိုကြချက်ပြုတ်စားတော့နိုင်မဲပေါ့နော်ဒီဆန်တို့ချက်ဥတို့လက်ဖတ်တို့ကိုအဲကျွန်တော်တို့ထပ်ပြီးတော့စီစဉ်ပေးပြီးတော့လှူဒန်းပစ်ခဲ့တယ်ပေါ့နော်ဟုတ်အဓိကကတော့ကျွန်တော်တို့ကတဒတ်ဥပတ်ပေါ့နော်ဒီမန်ဒီလိုင်းဒေတာကြီးကတဒတ်ဥပတ်မှာဆိုလို့ရှိရင်အာတချို့ကငွေကြေးပြည့်စုံတယ်ဒါပေမဲ့အိမ်တွေပြိုသွားတဲ့အခါမှာလွယ်လင်းတကူဝယ်ချမ်းချက်ပြုတ်စားတော့လို့မရဘူးပေါ့နော်ကျွန်တော်တို့သွားခဲ့တဲ့နေရာဆိုရင်အိမ်က အာလန်တလန်လုံးမှာဆိုရင်လည်းအလုံးတိုင်းပေါ့ရက်ွက်တရက်ွက်လုံးကအလုံးတိုင်းနည်းနည်းပြိုတဲ့နေရာပေါ့နော်အဲ့ဒါကိုကိုယ်တိုင်ကိုကြတော့ရတယ်တော်တော်တို့ကတော်တော်တို့ခုနှစ်သားသမီးစုပေါင်းပြီးတော့လှူတဲ့အလှကိုတော်တော်တို့ကအကျိုးဆောင်ပေးတဲ့နေရာမှာအာဒီတိုင်းပဲပေါ့နော်ဝေငှပေးလိုက်တာမျိုးမဟုတ်ဘဲနဲ့အာဘယ်သူတွေထိခိုက်လဲဆိုတာတွေကိုတေချာမေးပြတယ်မေးပြတဲ့အခါမှာတော်တော်တို့အားပေးစကားတွေပြောပြတယ်ပေါ့နော်ဒါလူတွေရဲ့တဘာဝ BNDA ကြဖြစ်လိဖြစ်တာရှိတဲ့ဟာတွေပြီးတော့ဒါတော်တော်တို့ခုနှစ်သားသမီးအားလုံးရဲ့စုပေါင်းအလှကိုလာရောက်လှူဒန်းပေးတာဖြစ် တဲ့အကြောင်းလေးတွေပေါ့နော်ပြောပြပြီးတဲ့အခါမှာဒါကတော့ပေါ့နော်ဒီအများတဲ့တန်ဖိုးမဟုတ်ရင်တောင်မှပဲအာဟာရဒါနအဖြစ်ပေါ့တနက်စာဖြစ်ဖြစ်နနက်စာဖြစ်ဖြစ်တော်တော်လူတန်းနဲ့ဟာလေးတော်တော်လူတန်းနဲ့တောက်ရီအာဒီတော်တော်လူတန်းမှုလေးတွေရပေါ့နော်ဒါဒီအဲလက်ရှိငလင်ပေးတန်ထိတဲ့လူတွေအတွက်ပေါ့နော်ဒါဟို အထောက်ပံ့လေးတစ်ခုဖြစ်သွားမယ်ဆိုရင်ဆိုတဲ့ဟာလေးတွေနဲ့ပေါ့နော်သူတို့ကတော့ကိုတိုင်ကိုကြတိမ်တဆင်းမော့တိမ်တဆင်းတော့မဟုတ်ပေါ့အိမ်ရှိတွေအရောက်ကိုပေါ့သွားရလှူဒန်းပစ်ခဲ့တာပါဟုတ်သူတို့ကအလှငွေက100ကျော်ပဲရတာပေါ့နော်သူတို့3ရက် ဒါကာလအလူခံတဲ့ဟာလေးကအဲ့တရာကျော်ကိုတော်တော်တို့ကဒီခတ်ပေါင်းထည့်ပြီးတော့ဒီတရာကျော်ဘူးပဲပေါ့နော်အဲ့တရာကျော်ဘူးမှာတအိမ်ကိုဆက်နှစ်ပြီပါမယ်ချက်ဥဆယ်လုံးပါမယ်ရေတန့်ပါမယ်ပေါ့အာလက်ဖက်ပေါ့နော်လက်ဖက်ဒီ20သားချက်သွန်ကျော်အာဒီအကျော်ဟာပေါ့နှစ်ပြန်ကျော်ပါမယ်ပြီးတော့လူရမေရဒီလိုအပ်တဲ့ဆေးဝါးလေးတွေပေါ့နော်အဲ့ဒါလေးတွေလှူဒန်းပေးပစ်ခဲ့တာပါဟုတ် အဲ့ဒီမှာပေါ့နော်သူတို့ကိုယ်တိုင်လည်းမျက်ရည်ကျတယ်ပြောတဲ့သူတွေပေါ့နော်မျက်ရည်ကျတဲ့သူတွေရှိတယ်ဒါမဲ့အစိုးရအကောင်ကျွန်တော်တို့ကတော်သေးတာပေါ့ဆိုပြီးတော့ခီးထွက်နေလို့လွတ်သွားတဲ့သူတွေရှိတယ်ပေါ့နော်အဲ့တော့ကိုကိုယ်တိုင်လည်းသူတို့ကိုမင်းနေနေပေါ့မျက်ရည်ကျတယ်ဘာလို့လဲဆိုတော့အာတကယ်တမ်းငလင်ပေးမှာပေါ့နော်ဒီတစ်ခေါက်ငလင်ပေးမှာကြုံကြိုက်ကြတယ်ထိကြတဲ့သူတွေက တကယ်တမ်းပြောရရင်တော်တော်တို့ထက်ချမ်းသာတဲ့သူတွေအများကြီးလဲပါပါတယ်။ဒါပေမဲ့သူတို့မှာလိုအပ်နေတာကဒီအစားအသောက်တွေဆိုတာထက်ကိုအာဒီခွန်အားလေးပေါ့နော်။တော်တော်တို့ရဲ့ပေးနိုင်တဲ့တော်တော်တို့ရှိပါတယ်။ဘာမှမပူနဲ့အားလုံးအကောင်းဆုံးတည်ဆောက်ကြမယ်။ဥမာမိသားစုတွေကဆုံးမသွားတဲ့သူတွေရှိတယ်ဆိုရင်လည်းဘလို့ကုသိုလ်လေးတွေလုပ်ပြီးတော့ဒါတော်တော်တို့ကတော့ဗုဒ္ဓဘာသာလူမျိုးဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာအရကံကံအကြောင်းတရားမှာဒီလိုလေးကြုံကြိုက်လာတယ်ဆိုရင်အာဒါလွန်ငင်းချမ်းသာတဲ့ကိုလွတ်သွားတယ်ဆိုတာပြီးသွားတဲ့တည်သွားတဲ့သူတွေအတွက်စိတ်မကောင်းဘူး။ သွားတဲ့သူတွေစိတ်မကောင်းဘူးဒါပေမဲ့ခြံခဲ့တဲ့သူတွေဘလို့အကောင်းဆုံးရှင်သန်ကြမယ်ဆိုရဲအားပေးစကားလေးတွေပြောပြတယ်ပေါ့နော်အဲအဲ့ဒီမှာတော့လူငယ်တွေအနေနဲ့လူငယ်ဆိုတာပေါ့နော်40ကျော်50 30မှာမိသားစုတွေစုံမသွားတယ်ဆိုရဲလူတွေကနည်းနည်း strong ဖြစ်တယ်တချို့ဆိုရင်အပြိုကြီးတွေအသက်ကြီးပေါ့နော်60 90တွေမှာမောင်မနှစ်ယောက်တည်းနေရတယ်နေရတဲ့အခါမှာအာဟိုအကိုပါသွားတယ် အဥမာအကူအချံခဲ့ညီမလေးကတော့ပါသွားတယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေကြားရတဲ့အခါကျတော့စိတ်မကောင်းသူတို့မှပစ္စည်းဥစ္စာဆုံးရှုံးသွားတာထက်ကိုသူတို့ရဲ့တရားကိုတရားမှီခိုနေတဲ့အာကူရလေးတွေပျောက်ဆုံးသွားတယ်ပေါ့နော်အဲ့ခါကျတော့သူတို့က ဖုန်းနံပါတ်လေးတွေပေးတယ်လိုအပ်တဲ့အချိန်မှာရန်ကုန်နဲ့မန္တလေးအရန်ဝေးပေမဲ့အခုညီလိုအပ်တဲ့အချိန်တိုင်းမှာတို့တို့ဖုန်းဆက်ပါအဲတို့တို့အပြေးလာခဲ့မယ်လာခဲ့ပြီးတဲ့အခါမှာလိုအပ်တဲ့အကူအညီတွေပေးမယ်ဘာတွေလိုအပ်လဲလုပ်ပေးမယ်ပေါ့နော်တို့ကိုခွန်အားဖြစ်စေမယ်တို့တို့က motivation ဖြစ်စေမယ်စကားလေးတွေပြောပြီးပြီးတော့နှစ်သိမ့်ပေးရတာပေါ့နော်တို့တို့ကအဓိကပေါ့နော်အတချို့ဆိုရင်တို့တို့ပြောတယ်တိန့်တရာကျော်ဘူးဆိုတဲ့ပမာဏဟာတို့တို့ကအိတ်200စာပေါ့နော် အဲ့နေရာစာယူသွားတယ်ဆိုရဲပမာဏအမောင်အရန်နေပါတယ်တကယ်ဆိုရင်တို့တို့ပြီးနိုင်တာအဲတို့တို့ထက်လာလှူဒန်းတဲ့သူတွေအများကြီးပဲတို့တို့ဆန်နေပြီလှူတဲ့အချိန်မှာဆန်6ပြီးဟလာတို့တို့ခောက်ဆွဲချောက်အထုပ်လေးတထုပ်လှူတဲ့အချိန်မှာခောက်ဆွဲချောက်ပုံကြီးတွေနဲ့လှူဒန်းကြတဲ့ဒါအလှူရှင်စုစုတွေလည်းတို့တို့တွေ့ရပါတော့အာတွေ့တဲ့အချိန်မှာဒါဩဒါမြန်မာလူမျိုးတွေကောင်းလိုက်တာပေါ့ဒါမဲ့အာနောက်နောက်လှူဒန်းမဲ့သူတွေရောဒါတို့တို့အဖွဲ့တွေရောဆိုတို့တို့က ပစ္စည်းကိုကားပေါ်ကနေချပြီးတအိမ်တအိမ်ပေးတာထက်ကိုတော်တော်အားလုံးဖြစ်စေချင်တာလေးတခုတော့ရှိပါတယ်အဲ့ဒါလေးကအဲ့ဒီပြိုတဲ့အိမ်ရှိလေးတွေမှာတဲလေးတွေထိုးပြီးတော့နေကြတဲ့သူတွေကိုပေါ့နော်အာလက်စုပ်လက်ကင်လေးတွေလက်ကလေးတွေကင်သူတို့ရဲ့မျက်ဝန်းကိုတေချာဂရုစိုက်ပြီးတော့တော်တော်ဆိုရင်အရင်ဆုံးမီးပြတ်တာက အာပစ္စည်းတစ်ခုပေးတော့မယ်ဆိုအာမမဒါကတော့ရန်ကုန်ကလာတာပါတို့တို့ခုနှစ်သားသမီးရဲ့အလူဒဏ်လားတွေစုပေါင်းပြီးတော့တို့တို့လာအကျိုးဆောင်ပေးတာပါဗောနော်အဲ့ခါကျတော့အာဒါမမတို့အိမ်မာရောအတတီတို့အိမ်မာရောထိခိုက်မှုရှိသေးလားဗောနော်အဲ့ဆိုတော့ထိသွားတယ်ဘသူကတော့ဆုံးပါသွားတယ်အာတတီတို့ကတော့လွတ်တယ်ဗောနော်အာကြီးကြီးရဲ့အရန်ကန်ကောင်းလိုက်တာဗောနော်အာဒါဘွားမှာ အာပဲဖြစ်ဖြစ်ဖြစ်သွားတဲ့ဘေးအိမ်တွေအတွက်စိတ်မကောင်းဆိုတာတော့မှပဲជីជីဒါကန်ကောင်းမှုလေးတခုပဲเนาะဆုံးရှုံးသွားတာကတော့ပြန်ရှာလို့ရပါတယ်အတင်းထားပါတော့ဗောနော်အဲဆုံးမသွားတယ်ဆိုတဲ့အခါကျတော့လေသူတို့ကအာသူတို့အသေးချာကြည့်ပြီးတော့ជីជីဒါကျန်ခဲ့တဲ့ဥမာဗောဟိုဥလေးကျန်ခဲ့ရဆိုလဲအာဥကအရင်ကန်ကောင်းတာပဲเนาะ ဆုံးမသွားတဲ့သူအတွက်တော့စိတ်မကောင်းဘူး။ဦးကအလူတန်းတွေပြုတ်ပေးလို့ရတယ်။ဦးတို့နှစ်ယောက်လုံးသာဖြစ်သွားခဲ့မယ်ဆိုရင်ဘယ်သူကအလူတန်းတွေလုပ်ပေးမှာလဲပေါ့နော်။အဲအဲ့လိုမျိုးလေးတွေသူတို့ရဲ့ဖြစ်တည်လာတဲ့ပုံမှာမူတည်ပြီးတော့သူတို့ကမူတည်ပေးရတာပေါ့နော်။အဲဥမာဟာဦးကကန်ကောင်းလိုက်တာလို့ပြောတယ်။သိသွားတဲ့လူကကန်ဆိုးတယ်ဆိုသူ့ရဲ့စိတ်ထဲမှာလည်းအရင်ဝမ်းနေမှာလीနော်။အဲ့တော့ဦးတစ်ယောက်ကြံခဲ့တယ်ဆိုတာမိသားစုတစ်စုမှာနှစ်ယောက်ကြံခဲ့တယ်ဆိုတာသူတို့တွေကကောင်းမှုတွေလုပ်ပေးလို့ရတာပဲပေါ့နော်။အဲ့မှာသူတို့သွားတဲ့တအိမ်ဆိုရင်ကလေးမလေးက7တန်းဖြည့်12တန်းဖြည့် ေထားတာပေါ့နော်16နှစ်ကလေးမှလေးဆိုရင်မအိမ်ဆိုရင်ကျိုးတာပေါ့အခန်းထဲမှာအာဒါကလေးကဆုံးပါသွားပြီးတော့မှထုတ်လို့ရလိုက်တဲ့အခြေအနေမျိုးဆိုတော့လက်ပုံလေးပြတဲ့အချိန်မှာကောင်မလေးကလည်းချောချောလေးမိဘဆိုတာအစားသူ့ပဲတည်ကျင်တာလीနော်သူ့ပဲအစားတည်ပေးလိုက်ခြင်းနဲ့ဆိုရဲ feeling မျိုးဖြစ်တဲ့အခါမှာဩမမဒါသူရဲ့တက်တန်းလေးဟာမွေးဖွားလာတဲ့ကတလောက်လေးရှင်သန်မှမို့လို့ဒါမမတို့အတင်းထားနော်ဒါဘာပဲဖြစ်သူ့အတွက်ကောင်းမှုတွေလုပ်ပေးလို့ရရတယ်ပေါ့နော်မိဘတော့နှမျောတာပေါ့နေဆက်ဆက်ကြတာပဲလीနော်အဲ့ချိန်မှာအကော ောင်းဆုံးသူ့ကိုရှင်သန်ရည်တည်နိုင်မှုတရားကြီးဒီစိတ်ကြီးနဲ့မရှင်သန်သွားဖို့ကိုလည်းဖျောက်ပြတ်နိုင်မှုအတွက်ကိုလည်းတို့အကောင်းဆုံးလမ်းတွေပြပေးရတာပေါ့နော်ဟုတ်ဆိုတော့လေလူဆိုရဲစိတ်နဲ့လူအတ္တနဲ့ပြောရင်ကိုယ့်ပစ္စည်းလေးပေါ့နော်ဘာမှတန်ဖိုးမရှိဘူးဆိုရယ်တော်တော်တို့ဖုန်းလေးဆယ်ချီတန်နဲ့ဖုန်းခိုင်ထားတာပြပြသိန်းချီတန်နဲ့ဖုန်းခိုင်တာပြပြဖုန်းလေးတစ်လုံးကြကွဲသွားရင်တောင်မှနှမျောတယ်လေနော်အဲ့တော့ပတ်စံထက်ရှိလို့ထက်ဆောင်နိုင်တဲ့သူပဲဖြစ်ဖြစ်ကိုယ့်ရဲ့တိုက်တာအိုးအိမ်ကြီးကြီးဟာ ဒီလိုကြီးပြက်စီးသွားတယ်ဆိုတော့ခံစားချက်ကြီးကတွေးကြည့်မယ်ဆိုရင်ဘယ်သူမှမခံနိုင်ဘူးနှမျောတက်တာဖြစ်ကြမယ်အဲ့တဲမှာမှာအသက်ဆုံးမှသွားတယ်ဆိုရင်ဒါမှမဟုတ်သူတို့ကတော့ဘာတွေပြောရလဲဆိုတဲ့အခါကျတော့ဟိုဘောနော် အာတင်းထားပါဘောနော်အာတင်းထားပါဟိုဒီပြန်ပြီးတော့ဘောနော်ဒါသူတို့အနေနဲ့အာဒါ ပြန်ပြီးတော့တိဆောက်လို့ရပါတယ်ပြန်ပြီးတော့အိမ်ပတ်စံတွေပြန်ရှာလို့ရပါတယ်လို့ပြောရတာပေါ့နော်ဒါပေမဲ့လည်းတကယ်တမ်းမှမနှမျောဦးလားမင်းလူတိုင်းနှမျောမှာပဲအာတော်တော်တို့လည်းပြန်လဲထူထောင်ရင်းမှာပေါ့အကောင်းဆုံးကုညီပန့်ပိုးနိုင်ဖို့အတွက်ကိုဟုတ်စ조사နေပါတယ်ဟုတ်အဓိကကတော့တော်တော်တို့ချက်လူမယ်ဆိုရင်လူ3000စာမှန်းထားတယ်ပေါ့နော်တော်တော်တို့ကပစ္စည်းပစ္စည်းရလှူတဲ့အတွက်အိမ်200စာပေါ့နော်အိမ်200စာဖြစ်သွားတယ်အဓိကကတော်တော်တို့မှာနှမျိုးပစ္စည်းနှမျိုးပါတယ်ပေါ့နော်တော်တို့ကဆန်ရဲ့ချက်ဥရဲ့ အာပြီးတော့အရှာတောက်ရီတန်ဘာညာပေါ့နော်စေဝါကတော့အိနှိယာစာအာတကယ်ကိုလမ်းပေးမှာပဲတဲထူးနေရတဲ့သူတွေတော်တော်တို့ကအာဒီဖော့ဖြာတွေပါတယ်ခြေနှောင်ပါတယ်ပေါ့ခိုင်းခြေနှောင်ဆိုတာဇူရီယာခိုင်းခြေနှောင်တွေပါတယ်ပေါ့နော်တော်တော်တို့မှာယူရီယာခိုင်းခြေနှောင်တွေပါတယ်အာဒီဖော့ဖြာတွေပါတယ်ပြီးတဲ့အခါကျတော့စောင်းနေပါတယ်ပေါ့နော်တို့ဒါလမ်းပေးမှာအိတ်တဲ့အချိန်လေးခဏမှဟိုဒါအဆင်ပြေအောင်လို့ဆိုပြီးတော့ပေါ့တော်တော်အဲ့ဒါကျတော့လူရေးပေးလိုက်တာပေါ့နော်ဘာလို့လဲဆိုတော့ ငါချက်နောင်ဆိုရင်အလုံး100ပဲပါတယ်။ဆောင်းဆိုလို့ရှိရင်တို့တို့မှအထည်60ပဲပါတယ်။ဖော့ဖြာဆိုရင်90ပါတယ်ပေါ့နော်။အဲ့ခါကျတော့တို့တို့ကဒါလေးတွေကိုဟာဖြစ်ပြီးတော့လူရွေးပြီးတော့တကယ်ကိုလည်းခင်းအိတ်ဆရာမရှိဘူးဆိုတဲ့သူမျိုးဆိုရင်ဒီအစားအသောက်အပြင်ဒီပစ္စည်းလေးတွေထောက်ပံ့ပေးတယ်ပေါ့။အဲ့တော့ထမင်းလှူဖို့အစီအစဉ်ကြတော့လေလှူလိုက်တယ်ဆိုရင်အဲ့ထမင်းကတို့တို့မစားနိုင်ဘူးဆိုရင်တိုးသွားမှာတိုးသွားတဲ့ခါကျရင်အကျိုးမရှိတော့ဘူးလို့ခံစားရတယ်ပေါ့နော်။ခံစားရတဲ့ခါကျတော့ဟုတ်ပြီကိုကတော့အရသာရှိရှိချက်ကျွေးနေတယ်ဆိုပေမဲ့အဲ့တော့တို့က ပါသွားတဲ့ဆန်အိတ်ပြင်အိမ်နေရာစာဖြစ်အောင်ဆန်နေလိုက်ရှာပြီးထပ်ဝယ်ရတယ်ချက်ဥတွေထပ်ဝယ်ရတယ်ပေါ့နော်ဝယ်ပြီးတဲ့အချိန်မှာတို့တို့ဖြည့်ပြီးတော့ဒါဒီအခြားတရက်အလူရှင်တယောက်ကတနက်စာလာရောက်လူတန်းသွားတယ်ဆိုရင်တို့တို့လူတန်းနဲ့ဟာလေးကနောက်နေ့မှာအလူရှင်မရှိရင်ချက်စားလို့ရတယ်ဆိုတော့စိတ်ကူးလေးကိုတို့တို့တဲခဲတဲ့ပေါ့နော်ဒီအုတ်ချောင်းကဖုံဖုံကြီးရနေပြီးတော့အကြံဉာဏ်ပေးတယ်ပေါ့အကြံဉာဏ်ပေးတဲ့အခါမှာတို့တို့အဲ့ဒါနဲ့ မုံမုံကလည်းဒီလိုလေးလုပ်ရင်ကောင်းမယ်တကားဆိုတော့တင်မဖះဒါလေးတို့တော့တပည့်တော်ဒီလိုစီစဉ်လိုက်ပါမယ်ဆိုချက်ချင်းဟိုရောက်တော့မှ plan ချိန်ရတာပေါ့နော်ဟုတ်